ကျင်းငွေနေနေပွေးသူအားလုံးမင်္ဂလာပါ2025မေလ20ရက်နေ့ကနေ31ရက်နေ့အတွင်းကာလဟာကောင်းသောကံပြောင်းလဲတဲ့တိုးတက်မှုကြီးရရှိမယ်ဇီမန်းချက်စစ်တွေကောက်ထည့်ပေါ်နိုင်တယ်ပေါ်ပေါက်လာတဲ့ခွေရည်စစ်တွေနဲ့ဘဝတည်လမ်းမှုကိုရရှိရရှိနိုင်တယ်ဝင်းကျင်စစ်လမ်းကြောင်းစစ်တွေကိုစွန်စမ်းထုတ်ခံရမှာထူးခြားစွာအကျိုးဆက်ရရှိမယ်နေနေရအလုံးနေရပြောင်းရွှေ့ပြောင်းလဲတွေဖြစ်နိုင်ကိုယ်တို့ ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုတွေကိုရရှိမဲ့နေထိုင်တဲ့ကောင်းတဲ့ခြေနေတွေလုံးဝပုံထွန်းနေတဲ့သဘာဝကိုညှိညွတ်ချက်ပြီးတဲ့ကာလတစ်ခု၂၂ရက်နေရာကိုအတွက်အရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်တယ်။လိုရာပြည့်စုံနိုင်တယ်။၂၃ရက်နေမှာရပိုင်ခွင့်တွေပြန်လည်တောင်းဆိုနိုင်တယ်။ပြတ်နေတဲ့ဆက်တွေနဲ့ပြန်လည်ချိတ်ဆက်နိုင်တယ်။၂၄ရက်နေမှာဝေးကြီးကဏ္ဍလုပ်ငန်းကဏ္ဍတွေပြောဆိုဆောင်ရွက်သမျှအောင်မြင်ခြင်းတိုးတက်ခြင်းပြန်နိုင်တယ်။ 25ရင်းနေမှာဒုက္ခကိစ္စပရိချုပ်မယ်ညာတိုက်ခဏနဲ့ရှင်းပြလောက်အောင်မယ်26ရင်းနေမှာတော့စေတနာဝေဒနာဖြစ်တတ်တယ်သူများပြဒနာကိုပြဒနာဖြစ်တတ်တယ်စိတ်ရှည်ရမယ်29ရင်းနေမှာတော့အညာဆိုးတွေအကုန်လုံးပြေလည်သွားပြီးတော့စေချမ်းသာခြင်းနဲ့ရှင်းပြခြင်းကိုကြုံတွေ့နိုင်တယ်28ရင်းနေမှာပစ္စည်းပြောက်တတ်တယ်ငွေလိမ်ခံရတတ်တယ်ငွေချင်းရဆုံးတတ်တယ်29ရင်းနေမှာ လက်ဖွင့်ခြင်းကံဖွင့်ခြင်းတို့ရာပြည့်စုံခြင်းရှိမယ်အဲ့ဒီမှာကောင်းစေကောင်းလျှော်ပြည့်ရတယ်။ကောင်းသောကျိုးဆက်ရရှိမယ်။30ရည်နှစ်မှာတော့ရန်တိုက်ခံနေတဲ့ရှင်ပြီးလောက်ရမယ်။အတိုက်ခံများမယ်။30ရည်နှစ်မှာတော့ပေါ်ပေါက်လာတဲ့ခွင့်ရည်တွေကိုလက်တွေသုံးချပြီးတော့အလိုပြည့်စုံခြင်းဘဝတိုးတက်ခြင်းကိုကြောက်မယ်။တနင်္လာနေ့ကနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်။တနင်္ဂနွေနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောင့်ရှက်ဖြစ်တတ်တယ်။၁၅ ရှောက်ကနိုင်နေချိုးပေးတယ်။အဝါရောင်လေးပေါ်ရောင်ရွှေရောင်တို့ကိုတောင်းပြီးတော့အလိုရှိရာကိစ္စတွေကိုဆောင်ရွက်နိုင်တယ်။အဝါရောင်ပန်းဝင်လေးတွေဖျားကတ်သူပြီးတို့ရာဆူတောင်းမှာဆူတောင်းပြပါနိုင်မယ်။ယေရှုတင်ပါတယ်။စနေနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်မေလ22ရက်နေ့ကနေ30ရက်နေ့အတော်အတွင်းမှာ ဝေကြီးကလုပ်ငန်းကံဘဝကံရည်မှန်းချက်တွေကိုလက်တွေ့ကောင်းထည့်ဖို့ပြီးလူရပြည့်စုံခြင်းဘဝတိုးတက်ခြင်းနဲ့ကံရှင်ဝမြမခြင်းတို့ကိုဖန်တီးရယူနိုင်တဲ့အနေအထားရှိမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်ရည်မှန်းချက်အောင်မြင်မယ်အခက်အခဲကြဖြတ်သန်းနိုင်မယ်စုပေါင်းလုပ်ငန်းချိုးပင်းမယ်မျိုးသမီးမိတ်ဆွေကြီးကဲတူတာမှကူညီရမယ်ဝေကြီးကံကောင်းခြင်းလက်ပွင့်ခြင်းလူရပြည့်စုံခြင်းတွေကိုရရှိနိုင်တဲ့အနေအထားနဲ့ကောင်းတဲ့အခြေအနေတွေကိုကြုံမယ်အရာရာဆင်ပြေသောအနေအထားနဲ့ မိကောင်းဆွေကောင်းထောက်ကူရသော နေထိုင်ရှိမယ်23ရက်နေ့မှာအခက်ခဲကြကဖြတ်သန်းပြီးတိုးတက်မယ်ရက်ဝဲရကောင်းသောသတင်းစကားရမယ်24ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းကြိုးပေးခြင်းကြုံမယ်25ရက်နေ့ရန်ပြဒနာရည်လေးထိတ်တဲ့ရင်ဆိုင်ရမယ်26ရက်နေ့မှာအခက်ခဲတစ်မျိုးဖြစ်ရှင်းနိုင်လိမ့်မယ်မချိမှတ်ထားတဲ့ငွေကြေးပြန်ရမယ်မရဘူးထင်တယ်ငွေပြန်ရတာကိုပြောတယ်29ရက်နေ့ကတော့အရာရာရှင်းပြပြီးလိုရာပြည့်စုံတိုးတက်ခြင်းရှိမယ် 28ရက်နေ့မှာကိုပိုင်ဆုံးဖြတ်ချက်နဲ့ရှေတိုးလုပ်ကန်ခြင်းရဲ့အကျိုးကျေးဇူးရမယ်။ကောင်းသောတည်င်းစကားချုပ်မယ်။29ရက်နေ့အထူးကံကောင်းတဲ့ရက်ဖြစ်တယ်။အဲ့ဒီရက်ကနေစလိုက်တဲ့ကိစ္စမှန်များအရာရာဆင်ပြေသွားမယ်။30ရက်နေ့မှာဘာလို့လို့သတိရှိရမယ်။ဝေကြီးမြုံနှံမှုတွေမလုံးနဲ့။အကုန်ကြများတတ်တဲ့ဒီနေ့ဒီရက်မှာကုန်ကြမှုမှန်အချင်းကြီးဖြစ်တဲ့ပစ္စည်းမွေနဲ့30ရက်နေ့မှာတော့လုံဆရာရှိတာကုန်ရှေတိုးလုပ်နိုင်အားလုံးဆင်ပြေသွားမယ်။ရတ္တန်နဲ့လုပ်တွေတော်မှပြန်လဲစတင်လုပ်ကြ။ အကျိုးပေးနိုင်တယ်။တနင်္လာသောကြစနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေဘုံထူးကြောင့်စိန်နောက်ရှင်ဖြစ်တတ်တဲ့နှစ်၄၆ခန်းနေအကျိုးပေးတယ်။အညိုးရောင်အပြာရောင်မိခွန်ရောင်တွေဝစ်စစ်သုံးဆွဲပြီးအလိုရှိရာကိစ္စများရှေ့တိုးလုပ်ပါ။26ရက်နေ့မေလမှာကောင်းစီကောင်းလျှော်ပြုလိုက်ပါ။ထူးခြားသောအနာဂတ်ကိုရသွားပါလိမ့်မယ်။ယေရှုတင်ပါတယ်။တနင်္လာနေ့ဝေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ် မေလ22ရက်နေ့အထိ30ရက်နေ့အတွင်းကာလမှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်။အခက်အခဲတွေအားလုံးပြေလျောက်ဖြေရှင်းနိုင်မယ်။စီးပွားကံလုပ်ငန်းကံဝေချေးကံတိုးတက်မယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေ့တို့ကံကျေတို့ရဲ့ကောင်းသောကြိုးရရှိမယ်။သူတစ်ပါးနဲ့မတူတဲ့ဆုတော်နေရာနေတွဲခေါ်မြောက်မြင်ပြီးလှောက်တာနေတဲ့အစဉ်ပြည့်နေရာကိုအတွက်ကောင်းတဲ့ရက်ဖြစ်တယ်။ပေါ်ပေါက်လာတဲ့စိတ်ကူးတို့ကိုလက်တွဲကောင်းတဲ့ပါလေ။23ရက်နေ့ ဒီမှကြအောင်မြင်ခြင်းဘဝတိုးတက်ခြင်းဝေကြီးကကောင်းကြီးကိုကြောင်းပဲ၂၄ရက်နေ့မှာရှင်ပြန်မှုအောင်မြင်မယ်မျိုးသမီးမိတ်ဆွေကြီးကဒုထမပြုမိရမယ်၂၅ရက်နေ့မှာကတိပြည့်တဲ့သူတွေနဲ့တွေ့တတ်တဲ့ရန်တိုက်ခံနေတဲ့ဒေတိုက်ရဆက်ရတဲ့၂၆ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်စီးပွားရေးကိစ္စလုပ်ငန်းကိစ္စအဆင်ပြေမယ်၂၉ရက်နေ့မှာမတင်မှန်ပဲပြောင်းလဲမှုနဲ့လမ်းကြောင်းတည်တည်ပေါ်ထုတ်ပြီးလွတ်လိုက်တာအကျိုးပေးနိုင်မယ် 28ရက်နေ့မှာငွေကြေးကံကောင်းပဲတက်ပွင့်ပဲရပိုင်ခွင့်နေပြန်ရ29ရက်နေ့ဟာထူးခြားကြပြောင်းလဲတဲ့တိုးတက်မှုရှိနေမှာကောင်းစေကောင်းဆိုပြီးချက်ပြေမင်္ဂလာရှိခြင်းတိုးတက်ခြင်းကိုကြောင်းပဲ30ရက်နေ့ကတော့ရန်တိုက်ခဏနဲ့ရှင်ပြီးမအောင်မြင်ပဲ31ရက်နေ့မှာရပိုင်ခွင့်နဲ့တက်ဝဲပြန်ရမှုနဲ့ကောင်းသောကျိုးဆက်တိုးတက်မှုတွေကိုရရှိခြင်းနဲ့တိုးတက်ခြင်းတွေကိုရမယ်သဘာဝအနေထားကိုတွေ့ရပါတယ်ဒီကဏ္ဍအတော်တွေမှာ တင်းကလေးနေတော့ကြနေစနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တင်းလာနေကြာသာပရိနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နေ့ငါခုကနန်းတွေကျိုးပေးပါတယ်အဖြူစိမ့်ပြီးကိုရောင်တို့ကိုဝှစ်စင်သောဆွဲပြီးလူရှိရကိစ္စတွေဆောင်ရွက်ပါပန်းဖြူပြားတင်ပြီးတော့တို့ရဆန္ဒပြုပါဆန္ဒပြေပါနေမယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ် မေလ22ရက်နေ့ကနေ30ရက်နေ့အတွင်းကာလဟာရန်တိုက်ခံများနဲ့ထိတိုက်တွေ့ပဲဘုလားစီစဉ်တာတစ်မျိုးလက်တွေ့တစ်မျိုးဖြစ်ပဲဘာမှချုပ်တင်ပြင်ဆင်ထားလို့မရနောက်ကိုကလုံးချင်တဲ့ကိစ္စတွေမှာနှောင့်နှေးတတ်တယ်ပေါ်ပေါက်လာတဲ့ခွင့်ရည်တွေကိုလက်တွေ့သုံးချပြီးအောင်မြင်လို့ရင်တော့ထူးထူးခြားခြားကောင်းတဲ့ကံတွေရှိပဲဆက်ပစ္စည်းတဲ့ဆက်ပစ္စည်းရဲ့ပစ္စည်းများမယ်သိစေတာတဲ့ငွေတွေထုတ်သုံးရတတ်တယ် ရတန်ထားတဲ့လူတွေကိုတော့ပြန်လည်စတင်နိုင်နေပြီပြဿနာဟောင်းတွေလည်းပြန်ဖြေရှင်းနိုင်နေပြီလုပ်ငန်းစ်တွေကိုလည်းပြန်လည်ဆောင်ရွက်နိုင်ခြင်းနဲ့အကျိုးပေးခြင်းတွေရှိလာတဲ့နေ့ရက်နေ့ကတော့ရန်တိုက်ခတ်နေတဲ့တိတ်တိုက်တွေ့ရနေပြီ၂၃ရက်နေ့မှာအလုံးစုံကောင်းခြင်းကံနဲ့တိုးတက်ခြင်းကံတွေရှိမယ်ညီမချက်တဲ့အောင်မြင်မယ်၂၄ရက်နေ့မှာရှင်ပြန်မှုမသမျှအောင်မြင်မယ်ခဲခဲကြထိုးပေါက်ပြီးတိုးတက်မယ်၂၅ရက်နေ့မှာငွေချေးကံလုပ်ငန်းကံစီးပွားကံအထူးကောင်းလိမ့်မယ် 26ရင်းနေမှာရှင်ပြန်မှုမမြောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြုံမယ်။29ရင်းနေမှာရံများမယ်တိုက်ခတ်များမယ်စိတ်ပြန်မှလူပြန်မှဖြစ်မယ်။28ရင်းနေမှာအမျိုးသမီးမိတ်ဆွေကြီးကဲတူးကထာဂန်တွေကိုကြီးရစမ်းပွင့်မယ်။29ရင်းနေမှာခီးကံကောင်းမယ်ပြောင်းလဲကံကောင်းမယ်အရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်တယ်။30ရင်းနေမှာငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းကြုံမယ်။30ရင်းနေမှာအတိုက်ခံတွေကြားတဲ့ကဖြတ်သန်းပြီးလိုရာကိစ္စတွေဆောင်ရွက်အကျိုးပေးနိုင်မယ်။ ဇာသာပတိနေ့သောက်ကြနေစနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်တင့်ငါကိုကနန်းနေကျိုးပေးတယ်အနီရောင်ချက်သွေးရောင်ပန်းရောင်တို့ကိုဝတ်ဆင်သောဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါမေလ29ရက်နေ့မှာခေါင်းစည်းခေါင်းချော်ပြုတ်လိုက်ပါတူကြသောကောင်းခြင်းကံတွေရရှိပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ဗုဒ္ဓနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ် ေလ22ရက်နေ့ကနေ31ရက်နေ့အတွင်းကာလဟာရံပတိဘက်ကတွေကြားတဲ့ကထူးခြားစွာအမြင်မှုကိုရနိုင်တယ်။လတ်လာဘကံကောင်းခြင်းစီးပွားကံကောင်းခြင်းဘဝတိုးတက်ခြင်းရည်ရွယ်ချက်အောင်မြင်ခြင်းအခက်ခဲကြမှပြေလျောင်ဆောင်ရွက်နိုင်ခြင်းတွေရှိပေ။ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုကန်ခြင်းတို့ရဲ့ကောင်းသောကျိုးဆက်နဲ့တိုးတက်မှုကိုရမယ်။ဝိဉ္ဇီလမ်းကြောင်းစီးပွားလမ်းကြောင်းဘဝတိုးတက်မှုလမ်းကြောင်းတွေမှာတာမန်နဲ့မြင့်တဲ့နေထားနဲ့ကောင်းသောကံကြမ္မာတွေကိုအနည်းနိုင်လိမ့်မယ်။ မိကောင်းဆွေကောင်းထောက်ကူရတတ်တဲ့ရက်နေ့မှာအရာရာဆင်ပြေခြင်းတိုးတက်ခြင်းကိုကြုံမယ်23ရက်နေ့မှာရှင်ပြိုင်မှုအောင်မြင်မယ်ဘဝတိုးတက်မယ်24ရက်နေ့မှာရာတိုက်ခံတဲ့ရှင်ပြီးလောက်အောင်25ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်မေတ္တာရေကံကောင်းမယ်အလौကြံအောင်မယ်26ရက်နေ့မှာငွေကြေးကံကောင်းမယ်အပြောင်းလဲနဲ့တိုးတက်မှုတွေရှိမယ်29ရက်နေ့မှာလက်ပွင့်ခြင်းကံပွင့်ခြင်းလိုရာပြည့်စုံခြင်းကြုံမယ်28ရက်နေ့မှာရံပတိပက္ခတဲ့နဲ့ရှင်ပြီးလောက်အောင် 29ရက်နေ့မှာဥတီကျဲပြောင်းပြီးလုပ်တာတွေအစီအပြေမယ်30ရက်နေ့မှာရန်ပတိဘက်ကနေရှင်ရမယ်31ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းကံမြမခြင်းအရာရာဆင်ပြေခြင်းတွေကိုကြုံတွေ့ရလိမ့်မယ်တနေ့ကနေနေ့သောချန်နေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္လာနေ့ဂျာသာပတိနေ့မွေးသူများကြောင့်စိတ်အနှောင့်အယှက်တွေရှိတတ်ပါတယ်နှစ်သုံးခုကနန်းတွေကျိုးပေးပါတယ်အပြာရောင်ဖြူရောင်မိခိုးရောင်တို့ကိုဝစ်စင်သုံးဆွဲပြီးတော့ အလိုရှိရာကိစ္စဆောင်ရွက်ပါမေလ29ရက်နေ့မှာကောင်းစေကောင်းလျှော်ပြုပါထူးထူးခြားခြားကောင်းခြင်းကံတွေရပါမယ်ကျေးဇူးတင်ပါတယ်ဇာတာပဒီနေ့မွေးသူအားလုံးမင်္ဂလာပါ2025မေလ22ရက်နေ့နေ့31ရက်နေ့အတွင်းဟာအထူးကောင်းတဲ့ကာလဖြစ်တယ်။မိမိလိုလားချက်ရည်ရွယ်ချက်တွေလက်တွေ့ကောင်းဖြစ်ပေါ်နိုင်တယ်။ဝေကြီးကတ္တစီးပွားရေးရာလုပ်ငန်းရေးရာကံပြပြပါ ကောင်းသောနေထိုင်နဲ့တိုးတက်တဲ့ခြေနေလေးရှိပါကလာရှိချဆိုင်ရထားတဲ့သူတွေပြန်လို့စတင်တယ်။ခြေမှန်းချက်တွေကိုလက်တွေကောင်းထည့်ပေါ်ပြီးတော့အောင်မြင်မှုကိုရနိုင်တယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေ့တော့ကဲ့ရှင်ကြီးရဲ့အခါကောင်းကိုကြုံမယ်။မိကောင်းဆွေကောင်းထောက်ကူရမယ်။လောကမ်းမရှိသူလောကမ်းရမယ်။လောကမ်းရှိသူတိုးတက်မယ်။ရှင်ကြီးမြတ်တဲ့ဘုရားမှာအောင်သောအကျိုးကိုရရှိမယ်။နေ့ရက်နေ့ကလုံးသမျှချမ်းသမျှအောင်မြင်ခြင်းကိုရမယ်။ 23ရက်နေ့မှာရှင်ပြန်မှုတွေမှာအမြင်ပြီးဘဝတိုးတက်တယ်။24ရက်နေ့မှာတော့အထင်မှားခံရတဲ့ပဋိပက္ခများတတ်တယ်။25ရက်နေ့မှာအရာရာဆင်ပြေခြင်းကံကောင်းခြင်းရှိ26ရက်နေ့မှာဥတီကျဲပြောင်းပြီးလုပ်တာဆင်ပြေမယ်29ရက်နေ့မှာမထေပံပဲငွေဝင်မယ်အလုပ်အောင်မယ်28ရက်နေ့မှာရံပတိပက္ခနဲ့ထိတိုက်တွေ့မယ်26ရက်နေ့မှာဥတီကျဲတဲ့တဲ့လောကကြီးဆင်ပြေမယ် 30ရင်းနေမှာရပိုင်ခွင့်နေပြန်ရမယ်31ရင်းနေမှာအခက်အခဲတွေပြေလျောက်ဖြေရှင်းပြီးတော့ဘဝရည်မှန်းချက်နဲ့လူလားချက်တွေရှေ့တိုးလုံးတို့ကောင်းစွာကြိုးပမ်းခြင်းနဲ့အစ်စ်မြတ်သောဘဝနေထားသူကြောင်းလဲတိုးတက်ခြင်းတို့ကိုတစ်စင်ပြီးတစ်စင်ရရှိကြိုးပမ်းနေမယ်။ဇာတာပတိနဲ့ဗုဒ္ဓနဲ့ဒီကနေ့ဝိသုဒ္ဓေကောင်းကြိုးပမ်းနေတယ်။တနည်းလားတောက်ချပေးသူများကြောင့်စိတ်အောင်ရှည်ရှိတတ်တယ်။ 369ကနန်းနေဂျိုးပြီးတယ်အပြာရောင်ဒီရောင်ချက်သွင်းရောင်ဝိတ္တိဝိစင်သုံးဆွဲလို့ဂျိုးရှိတယ်26ရက်နေ့မှာကောင်းစေကောင်းချောပြုပါထူကြသောနာဂကောင်းကိုရလာပါလိမ့်မယ်ယေရှုတင်ပါတောက်ချာနေဘွေသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ22ရက်နေ့ကနေ30ရက်နေ့အတော်တွေးကာလတွေမှာ အရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်ရမယ်။ရှင်းမှန်းချက်သစ်တွေကိုဆောင်ရွက်နိုင်ပေမယ်။ရပ်တန့်ထားတဲ့လူတွေကိုပြန်လည်စတင်နိုင်တယ်။အပြိုင်ဆိုင်တွေကြားထဲကတိုးတက်မှုကိုဖန်တီးရယူနိုင်တဲ့ကံကြမ္မာရှိတယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးဆောင်ရွက်ခြင်းတို့ရဲ့ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုကိုရရှိမယ်။ ကိုပိုင်ရည်တည်ချက်နဲ့ဆုံးဖြတ်ချက်ချမှတ်ပြီးလုပ်တဲ့ကိစ္စရဲ့အကျိုးဆက်ကောင်းကိုရရှိပြည်နေ့မှာပြဿနာဟောင်းတွေကိုပြန်လည်ဖြေရှင်းပြီးရပိုင်ခွင့်တွေပြန်လည်ရနိုင်တယ်23ရက်နေ့ကအရာရာကောင်းခြင်းစင်ပြေခြင်းနဲ့ကံမြမခြင်းရဲ့နှစ်သာရရှိတယ်24ရက်နေ့ကမိတ်ဆွေကြီးခဲ့တဲ့ထံကကူညီရတဲ့နေမျိုးစားဖြစ်တယ်25ရက်နေ့မှာပေါ်ပေါက်လာတဲ့အချမ်းစီတွေတက်တွေ့သုံးချပါတူတူကြကြစင်ပြေနိုင်မယ်အရာဝင်းနဲ့ဆက်ဆက်တွေလည်းကျိုးပြီး26ရက်နေ့မှာ ရန်တိုက်ခံသိမ့်များတတ်တဲ့သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်ပြတ်တတ်တဲ့၂၉ရက်နေ့မှာ အခက်ခဲတွေထိုးပေါက်ပြီးတော့ရှေတိုးလောကန်ရံအတွက်ကောင်းတဲ့ရက်တစ်ခုဖြစ်တယ်၂၈ရက်နေ့မှာအဟောင်းတွေပြန်လဲစတင်နိုင်တယ်နာယီကိစ္စပေါ်လိမ့်မယ်လိုက်လံကူညီပေးလိုက်ပါ၂၉ရက်နေ့ဟာထူးခြားတဲ့ကံပြောင်းလဲတဲ့တိုးတက်မှုရဲ့နှစ်သာရတွေရှိမယ်၃၀ရက်နေ့မှာစီမံထားခြင်းမရှိဘဲပေါ်လာတဲ့ခွင့်ရေးအစဉ်ပြေမယ်အဲ့ဒီမှာဖိတ်စာတစ်စုံရမယ် မင်္ဂလာဆောင်ဖိတ်စာရတယ်မင်္ဂလာဆောင်သွားပြောင်းသွားတဲ့အခါထူကြလိမ့်မယ်30ကျင်းနေမှာအတိုက်ခံတဲ့အနှောင့်အယှက်တွေကြားတဲ့ထိုးပေါက်ပြီးကိုယ့်ရဲ့နှမ်းချောင်းကိုရှေ့တိုးလုကန်နေတဲ့နေသားကောင်းတွေဂျုံနေမယ်ဒီကာလအတွင်းမှာတင်းငယ်တွေတောက်ကြစနေမွေးစုတွေချိုးပေးပြီးတော့တင်းငယ်လာကြတာပြိဒုက္ခပေးတတ်တဲ့နှစ်ခုကိုကနန်းတွေချိုးပေးတဲ့အစိမ့်ရောင်ဖြစ်ရောမိခိုးရောင်တို့ကိုတောင်းပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်နိုင်ပါလေ29ရက်နေ့မေလမှာခေါင်းစည်းခေါင်းဆောင်ပြုတ်လိုက်ပါထူးခြားတဲ့နာဂတ်ကောင်းကိုရလာပါလိမ့်မယ် ကျေးဇူးတင်ပါတယ်